ဲကျွန်တော်ကားလိုက်အတင်းပြမှာဖြစ်တယ်ကြည့်လိုက်အောင်တော်တော်လေးတယ်ဗျအာပါ ါခင်ဗျာ Alpha Electronic ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်လူကြီးမင်းတွေကို Alpha ALSD 1964ရဲ့ခိုင်ခန့်မှုခံနိုင်မှုဘယ်လောက်ရှိလဲဆိုတာကိုစမ်းသပ်ပြသသွားမယ့် mission တစ်ခုလုပ်ပြမှာဖြစ်ပါတယ်လူကြီးမင်းတွေကျွန်တော်တို့စောင့်ကြည့်လိုက်ပါဦးဒီကောင်လေးပဲဖြစ်ပါတယ်။တော့ဒီကောင်က10 kg တော့နိုင်တယ်လို့သိရတယ်။တကယ် reality အပြင်မှာတကယ်နိုင်မလားဆိုတာ ကျွန်တော်တို့စမ်းသပ်ကြည့်မယ်ဗျာကျွန်တော်တို့ဘာလုပ်ပြမလဲဆိုရင်ကျွန်တော်ဒီအဝေး60ဆက်ကိုအဆင့်3ဆင့်နဲ့ကျွန်တော်တို့ခံနိုင်ရှိလားဆိုတာကိုစမ်းသပ်ပြသသွားမယ်ပထမအဆင့်အနေနဲ့ကတော့ကျွန်တော်အုတ်ခဲ၄ခဲတင်ပြမယ်ဒုတိယအဆင့်အနေနဲ့ကတော့ကျွန်တော်တို့ကားတယာဘင်းကြီးကိုတင်ပြမယ်တတိယအဆင့်အနေနဲ့ကတော့20လီတာရှိတဲ့ဘူးကြီးကိုကျွန်တော်တို့တင်ပြမှာဖြစ်တယ်ဒီအဝေး60ဆက်ကကျွန်တော်တို့ဒီအဆင့်3ဆင့်လုံးကိုခံနိုင်ရှိပါမလားဒါမှမဟုတ်ကြိုးကြသွားမလားဆိုတာကတော့စောင့်ကြည့်လိုက်အောင်ဗျာ โอเคကျွန်တော်ကဒီ mission တွေမလုပ်ခင်မှာ FIANSC 1600အဝတ်64ရဲ့အကြောင်းကိုလူရေးတွင်ရှင်းလေးကျွန်တော်ပြောပြပေးမယ်။အဝတ်60ဆိုတာကတော့ထုံးစံတိုင်းပေါ့ဗျာ။ကျွန်တော်တို့အဝတ်ဒီကိုအချောက်ခံနိုင်တဲ့ဆက်တစ်ခုပဲဖြစ်တယ်။အခုလိုမွေးရဒီမှာတကယ်သုံးဝင်တဲ့ဆက်လေးပေါ့ဗျာ။ဒီကောင်ကကျွန်တော်ငါးပေနီးနီးတော့အမြင်ရှိတဲ့အပြင်ဟိုမှာအဝတ်တန်းအနေနဲ့ကလည်းကျွန်တော်ဒီမှာဆိုရင်လဲ၃တန်းပါတော့ကျွန်တော်အဝတ်တွေချိတ်လို့ရမယ်။အောက်မှာဆိုရင်လဲကျွန်တော်တို့ဒါအဝတ်ပဲချိတ်ချိတ်ဗာပစ္စည်းပဲတင်တင်ကျွန်တော်အကုန်လုံးကို ဟောအချောက်ခံလို့ရမယ်ကိုအချောက်ခံခြင်းတဲ့ပစ္စည်းကိုအချောက်ခံလို့ရမယ်ကျွန်တော်ဒီဝိ60ရဲ့ဘူးပုံစံလေးနဲ့ဒီဘူးထဲမှာဘာတွေပါလဲဆိုတာကိုပြမယ်လိုက်ကြည့်အောင်အဲကျွန်တော်ကဝတ်တန်းတွေကတော့ဒီမှာဆင်ပြီးွားပြီးဖြစ်တဲ့အတွက်ကြောင့်ဒီထဲမှာကြံတဲ့ဟာကိုကျွန်တော်ဖြတ်ကြည့်မယ်။ဒါဟီတာဆက်ဟီတာဆက်ဖြစ်တယ်။ဒီကောင်ကတော့ကျွန်တော်မိုးကသားပဲဖြစ်တယ်။ဒီဝတ်60ရဲ့ဘေးမှာကျွန်တော်ကာဗာလုပ်ပြီးထားရတယ်။မိုးကသားဖြစ်တယ်။ quality ကတော့အကောင်းစားနဲ့ထုတ်လုပ်ထားတာဖြစ်ပြီးတော့ကျွန်တော် design ဘိုင်းကလည်း share မိုက်တယ်ဗျာနောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဘိန်းလုံးလေးတွေဗျာဒီကောင်ကအောက်ခြေမှာကျွန်တော်တို့တက်ကြတာဖြစ်တဲ့အတွက်ကြောင့်လူကြီးမင်းတို့ရဲ့အိမ်မှာဘယ်နေရာပဲရွှေ့ရွှေ့ရွှေ့ရပြုတ်ရလွယ်ကူတယ်ကဲခုမှဘာလို့ပစ္စည်းတွေကိုပြပြီးသွားပြီဆိုတော့ကျွန်တော် mission လေးစလိုက်အောင်ပထမဦးဆုံးအနေနဲ့ကျွန်တော်က mission ကိုအုတ်ခဲလေးခဲကြီးကြီးတင်ပြမယ်။အုတ်ခဲလေးခဲကိုကျွန်တော်တခဲချင်းကြီးတင်ပြမယ်။သူ့ရဲ့ခံနိုင်ရအောင်ကျွန်တော်တန်း kg ရှိတယ်လို့သိရတယ်။ ုတ်ခဲလေးခဲဆိုရင်ကျွန်တော် 10kg ပြန်မြရှိတယ်ဆိုတော့စတင်လိုက်တုံးခဲလေးခဲโอเคโอเค ကျွန်တော်တို့တန်းကေဂျီပြန်းများရှိတဲ့အုတ်ခဲ၄ခဲကိုတော့ကျွန်တော်တင်ပြပြီးပါပြီ။ဒါတော့မှကျွန်တော်တို့တန်းတွေကကွေးသွားခြင်းတော့ရိုင်သွားခြင်းမရှိဘူး။နောက်ထပ်သစင်းအနေနဲ့သူ့ထက်၄တဲ့ကျွန်တော်တို့ကားတာဘင်းကိုတင်ပြမယ်။ကြည့်လိုက်အောင်။ကဲကျွန်တော်ကားတာတင်ပြပါမယ်ဆက်တယ်ကြည့်လိုက်အောင်ကျွန်တော်လေးရတယ် ။ Wow! ခုနကကျွန်တော်တို့အုတ်ခဲလေးခဲတန်း kg ထက်ဝိတ်ပိုများတဲ့ကားတာရောက်တင်ပြတာပဲဖြစ်ပါပဲ။သူတင်ထားတာတော့မှကျွန်တော်တို့ဒီတန်းတွေကကွေးသွားခြင်းမရှိဘူး။ကျွန်တော်ရိုင်သွားခြင်းမရှိတာကိုကျွန်တော်တွေ့ရတယ်။ Okay ဒီကားတာရာကြီးကိုကျွန်တော်ပြန်ချလိုက်မယ်။နောက်ဆုံးအဆင့် mission အနေနဲ့20လီတာရေပစ်ရှိတဲ့ဘူးကြီးကိုကျွန်တော်တင်ပြมาဖြစ်တယ်ကြည့်လိုက်အောင်အဲဒီကျွန်တော်ပြန်ချလိုက် Não sou um mexido. Uou, uou, uou. ကျွန်တော်တို့ဒီ weight 64ကတန်း kg နိုင်တယ်လို့သိထားတယ်အခုဆိုရင်ကျွန်တော်ကအတန်း kg ထက်နှစ်ဆနီးပါးရှိတယ်20လီတာဘူးကြီးတင်ထားတာတော့မှသူ့ရဲ့တန်းနေရအခုချိန်ဒီဘူးကြီးတို့မြင်တဲ့အတိုင်းပါပဲခိုင်ခန့်နေတုံးပဲဘာမှမဖြစ်ဘူးလေးချိန်ကတော့ကျွန်တော် weight များသွားတာဖြစ်တဲ့အတွက်ကြောင့်ဒီတန်းတွေကနည်းနည်းလေးကွေးသွားတာကလွဲရင်ဘာမှမဖြစ်ဘူးနောက်ပြီးတော့ဒါကကွေးသွားတာလည်းမဟုတ်ဘူးကျွန်တော်ဒီ20လီတာဘူးကြီးကိုချပြမယ်သူ့ရဲ့တန်းနေဘယ်လိုနေထားရှိလဲဆိုတော့ကြည့်လိုက်အောင် လူချင်းမင်းတို့နေတဲ့အတိုင်းပါပဲဒီ 20kg ဘူးကြီးတော်မှဘာမှမဖြစ်ဘူးခုနတင်တဲ့လေးချိန်ကကျွန်တော်နည်းနည်းလေးများသွားတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းညွတ်သွားတာလွင်ဘာမှမရှိဘူးသူ့ကိုပြန်ချလိုက်တဲ့အခါမှာဆိုရင်ကျွန်တော်ဘာမှဖြစ်သွားခြင်းမရှိပါဘူးဒီတန်းတွေကိုလက်ကြည့်လိုက်ပါဒီအောက်တန်းနေမဟုတ်ဘူးကျွန်တော်အပေါ်တန်းကိုပါဒီ20လီတာဘူးကြီးတင်ပြီးတော့စမ်းကြည့်လိုက်ပြီကြည့်လိုက် င်ကြီးဘူးရပါမလားကဲဒါအပေါ်တန်းကိုကျွန်တော်20လီတာဘူးကြီးနဲ့တင်ပြတာဖြစ်တယ်ဒါတော့မှသူ့ရဲ့တန်းတွေကိုကြည့်လိုက်အောက်ကလူမျိုးအောက်ကကျွန်တော်တန်းလေးကနည်းနည်းအလုံးသေးတဲ့အတွက်ကြောင့်ကိုယ်ချင်းညှစ်သွားခြင်းရှိတယ်ဒါအောင်ပြန်ချလိုက်တဲ့အချိန်မှာဘာမှမဖြစ်ဘူးနော်ဒီအပေါ်တန်းကကြောင်ကြောင်အလုံးလေးကြီးတယ်အဲ့အတွက်ကြောင်ညွတ်သွားခြင်းလည်းမရှိဘူးဘာမှကိုွေးသွားခြင်းလည်းမရှိတော့ဘူးပို့ပြီးမြင်ရမှာဖြစ်တယ်ကြည့်လိုက်ပါ ကဲအခုဆိုရင်ကျွန်တော်က mission 3ခုလုံးကိုပြီးသွားပြီပဲဖြစ်တယ်။သူ့ကိုကျွန်တော်သိရတာတော့ဒန်း KG ပဲနိုင်တယ်လို့သိရတယ်။ဒါပေမဲ့သူ့ရဲ့နှစ်ဆနီးပါးရှိတဲ့ 20KG လောက်ကြီးကိုကျွန်တော်တင်လာတော့မှ DW64 ကဘာမှဖြစ်သွားခြင်းမရှိတော့ဘူးလူကြီးမျိုးမြင်တွေ့ရမှာပဲဖြစ်တယ်။ဒီလို quality ကောင်းတဲ့ခိုင်ခန့်မှုရှိတဲ့ FIAST 6060ကိုလူကြီးမျိုးတို့အနေနဲ့ပါယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်နီးစက်ရာ electronic အယောင်းကိုတလေစိုင်းကြီးများ Alpha Electronic Facebook Page, Alpha Store Facebook Page, Meowkla Alpha Store စိုင်းငင်ကပုံးပွင့်တတိယထက်က Air Force တို့ကန်တော်လေးကပုံးပွင့်နှစ်လွာက Air Force တို့အခုသိပွင့်လင်ထားတဲ့ဒေါ်ပုံက Air Force တို့စတာဒီမှာလူကြီးမင်းတို့စိတ်ကြိုက်တွားရောက်ကြည့်ရှုပြီးတော့ဝယ်ယူနိုင်ပြီဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့လူကြီးမင်းတွေအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ကျွန်တော်ကတော့ကိုဖုံးပါ